လုံးပဲမင်္ဂလာပါမြေတားစကားအစီအစဉ်မှကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကိုမနှင်းစီမှဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဘုရားရှင်များအားလုံးမင်္ဂလာပါရှင်ဒီကနေ့မြေတားစကားအစီအစဉ်မှာတော့ငင်းချမ်းရေးဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးချင်ပါတယ်ငင်းချမ်းရေးဆိုတာဟာ လူတိုင်းတောင်းတလူချင်းတဲ့အရာဖြစ်ပါတယ်မိသားစုမှာမိမိရဲ့ပတ်ဝန်းကျင်မှာလုပ်ငန်းခွင်မှာ တိုင်းပြည်မှာငြိမ်းချမ်းရေးရှိရင်တော့ဘာမှ မလိုအပ်တော့ပဲအကောင်းဆုံးသောအခြေအနေဖြစ်တယ်ဆိုတာကို လူတိုင်းလက်ခံထားကြပါတယ်။ဒါကြောင့်ကျမတို့ငြိမ်းချမ်းရေးကိုဘလို့တိဆောက်ကြမလဲဆိုတဲ့အကြောင်းလေးကိုဒီကနေ့ဒေါက်တာစန်းကြည်စင်ဆိုးရေးသားထားတဲ့စာသားလေးတွေကိုတင်ဆက်ပေးချင်ပါတယ်ရှင်။မြမလူမှုအတိုင်းအဝိုင်းမှာငြိမ်းချမ်းရေးဆိုတာကိုဘာသာရေးနဲ့ ရောထွေးကြီးရှုမြင်နားလည်လေရှိကြပါတယ်။ဘာသာရေးသဘောတရားအယူအဆကတော့ရင်းချမ်းရေးဆိုတာလက်တွေ့သဘာဝနဲ့ဝေးကွာတဲ့စိတ်ကူးရင်တသက်သဘော ရှိနေတယ်လို့ပြောဆိုကြတာများတာကိုတွေ့ရပါတယ်။ဘာသာအသီးသီးရဲ့ငြင်းချမ်းရဲ့အမြင်တွေကိုအကြမ်းဖျင်းကြည့်ရင်ဟိန္ဒူဘာသာကတော့လူသားအလုံးဟာတသားတည်းဖြစ်ကြောင်းနဲ့အခြားသူများကိုမိမိကိုယ်ကိုသဘောထားတဲ့ကဲ့သို့သဘောထားရမယ်လို့တွင်တင်ထားပါတယ်။ ယူရဂျူးဘာသာကတော့အကျမ်းမဖက်ရန်နဲ့ငိမ့်ချမ်းရေးကိုဘလို့အဖို့ခနဲ့မဆိုးထိမ့်သိမ့်ဖို့တုံသင်ထားပါတယ်ဗုဒ္ဓဘာသာကတော့အကျမ်းမဖက်ရေးနဲ့ကိုကျင့်တရားကို အခြေခံတဲ့ဘဝနေထိုင်မှုပုံစံကို အလေးထားဖို့တုံသင်ထားပါတယ်အစ္စလမ်ဘာသာကတော့ငိမ့်ချမ်းရေးကိုဖျားသခင်ရဲ့ဂုဏ်တော်တစ်ပါးအဖြစ်ယုံကြည်ပြီးလိုအပ်မှသာစစ်ပွဲဆင်နွှဲခြင်းကိုခွင့်ပြုထားပါတယ်။ ခရိယန်ဘာသာကတော့ငင်းချမ်းရေးဟာဖျားသခင်ရဲ့ကျေးဇူးတော်နဲ့ကယ်တင်ခြင်းရဲ့လက်ဆောင်တစ်ခုဖြစ်တယ်။ခရစ်တော်ကိုယ်တိုင်ကငင်းချမ်းရေးဖြစ်ပြီးခရိယန်တွေဟာအချင်းချင်းရောအားလုံးအတွက်ပါငင်းချမ်းရေးရဲ့တသက်များဖြစ်ရမယ်လို့တွင်တင်ထားပါတယ်။အခြေခံအဖြစ်ကတော့ငင်းချမ်းရေးဆိုတာပဋိပက္ခကင်းစင်ပြီး စိတ်ပူပင်တော့ကမရှိတဲ့အခြေအနေကိုငြိမ်းချမ်းတယ်လို့ထင်မြင်ယူဆကြပြီးပဋိပက္ခကိုရှောင်ရှားနေစေဖို့သဘောရှိတယ်ဆိုတာကိုတွေ့မြင်ရပါတယ်။ခေတ်ဆက်ဆက်မှာလည်းအကြမ်းဖက်မှုတွေအများကြီးဖြစ်ခဲ့ပြီးငြိမ်းချမ်းရေးကိုလုံးဝမဖော်ဆောင်နိုင်ခဲ့ပါဘူး။တကယ်တော့လူဆိုတာဘသူမှမရှိရင်တော့အိယာနိုးလို့မျက်လုံးဖွင့်လိုက်ရင်ကိုယ်စိတ်ဆန္ဒနဲ့ကိုယ်ပฏิပခဖြစ်နေတတ်သူတွေဖြစ်ပါတယ်။ ။ဒါကြောင့်ပฏิပခဆိုတာဘယ်အခြေအနေမှမဆိုအမြဲတမ်းရှိနေမယ့်အရာဖြစ်ပါတယ်။ရှောင်ရှားလို့ရတဲ့အရာမဟုတ်ပါဘူး။ပฏิပခကင်းတဲ့အခြေအနေဆိုတာလူတိမ်မှဒါမှမဟုတ်အမြဲတမ်းအိမ်နေမှဖြစ်နိုင်ခြေရှိမဲ့သဘောဖြစ်ပါတယ်။ဒါတော့မှအိမ်နေရင်းနဲ့တိစိတ်မတိစိတ်ထဲကအတွေးအခေါ်စိတ်ကူးတွေနဲ့ကိုယ်အိမ်မက်ထဲမှာပုံစံမျိုးနဲ့ပฏิပခဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့်ငြိမ်းချမ်းရေးဆိုတာအလိုလိုတည်ရှိဖြစ်ပေါ်နေတဲ့သဘောမဟုတ်ပဲလူတအူးချင်းစီရဲ့စိတ်နေသဘောဒါခံယူချက်အတွေးအခေါ်အပြောအဆိုအမူအကျင့်တွေကိုစူးစမ်းဖော်ထုတ်ကျင့်ကြံတိဆောက်ပြီးမှရယူရမယ့်သဘောတရားဖြစ်ပါတယ်လို့ဆိုပါတယ်။စာပေတွေမှာတော့ငြိမ်းချမ်းရေးဆိုတာလက်တွေ့သဘောမှာရန်လိုမှုနဲ့အကြမ်းဖက်မှုကင်းသောတဟဇာတာဖြစ်မှုအခြေအနေတရဲလို့အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ဒါကြောင့် ျမတို့တွေဟာမိမိရဲ့စိတ်ကိုမိမိနားလဲထိမ့်သိမ့်တတ်ဖို့လူတစ်ဖက်သားကိုနားလဲအောင်ကြိုးစားတတ်ဖို့ကိုချင်းစာတတ်ဖို့စိတ်ရှည်တီးခံဖို့လူလူချင်းအနိုင်မယူဖို့ခေါင်းပုံမဖြတ်ဖို့တံပိုးချမဆက်ဆံဖို့နဲ့အတ္တမကြီးဖို့လိုအပ်ပါတယ်။အရေးအကြီးဆုံးကတော့ကိုယ့်ရဲ့အတွေးအခေါ်အကြံအစီအပြုအမူဟာ လူတွေကြားမှာ လူမှုအတိုင်းဝိုင်းမှာချစ်ဆကိုရှည်စေပြီး မုံစားတွေကိုတိုးစေဖို့အထောက်အပံ့ဖြစ်ရလားဆိုတာကို အမြဲတမ်းစဉ်းကျင်စဉ်းစားဖို့လိုပါတယ်။အထူးသဖြင့်အချင်းချင်းအကောင်းမြင်ဖို့အပြုသဘောနဲ့မဟုတ်ဘဲမဝေဖန်ဖို့ခွင့်လွတ်နားလည်ဖို့ရံမတိုက်ပေးမိဖို့မကောင်းမြင်ပြီးအပြစ်မတင်မိဖို့နှစ်တကစကြည်စူးစမ်းကြပါစို့လားရှင်။ရံငိမ့်သောသူဖြစ်လျက်ငိမ့်ချမ်းရင်တန်တမာများဖြစ်နိုင်ကြပါစေ။ကောင်းမှချင်းကပျက်စီးခြင်း အမားဝန်ခံခြင်းက ရင်ချမ်းခြင်းဖြစ်ပါတယ်။ရင်ချမ်းရေးကိုယူဆောင်လာသော သူတွေတယောက်စီဖြစ်ဖို့ကြိုးစားကြပါစို့လားရှင်။ကျမတို့တယောက်စီကကြိုးစားမှသာအားလုံးဟာရင်ချမ်းရေးကိုပေါ်ဆောင်တဲ့သူတွေဖြစ်မှာဖြစ်ပါတယ်။ဒါမှမဟုတ်ဘဲသူရင်ချမ်းအောင်လှုပ်ဆောင်ဖို့ကျမတို့စောင့်မျှော်နေမယ်ဆိုရင်တော့ဘယ်တော့မှ ဖြစ်လာနိုင်စရာအကြောင်းမရှိတော့ပါဘူး။ကိုကစပြီးပြောင်းလဲပြီးရင်ချမ်းရေးကိုတိဆောက်ကြဖို့ဖြစ်ပါတယ်။ သူတစ်ပါးပြောင်းလဲဖို့ထက် ကိုကားစပြီးပြောင်းလဲဖို့ဖြစ်ပါတယ်။ခရိယန်တမန်ကျမ်းစာမှာတော့ဇာခရီအနာဂတ်တိကျမ်းခန်းကြီး၈ခန်းငယ်၆မှာတင်တို့ကျင့်ရမည်အကျင့်ဟုမူကားတင်တို့ရှိသမျှသည်တယောက်နှင့်တယောက်မှန်သောစကားကိုပြောကြလော့မြို့တကားဝမှာဖြောက်မတ်စွာတရားတွေ့သည့်အမှုကိုရင်းစေခြင်းကဆုံးဖြတ်ကြလော့လို့ဖော်ပြထားပါတယ်။ဒါကြောင့်ကျမတို့ငြိမ်းချမ်းစွာ လှုပ်ဆောင်ဖို့အတွက်မှန်သောစကားကိုပြောရင်းရန်တွေကိုလည်းငြင်းစေသောသူများဖြစ်ကြပါစို့လားရှင်။သောတာရှင်အားလုံးငြိမ်းချမ်းရေးရရှိနိုင်ကြပါစေ။ နာချင်းလုံးသားလဲနှဆိုင်လုံးလုံးမထူတော့ဘီနင်းနေရတဲ့လမ်းတွေကြုံနေရတဲ့ပြင်းပြက်တွေဘာကြောင့်များမျက်လုံးတွေမိတ်ထားကြလဲ Beauty this ego me assim 新的辉煌，不醉归来醉还眠。

ိန်လံခွင်ပေးလဲပါတသွားရဲ့တတွေပြန်လဲရှင်တန်ခွင်ပေးပါတကယ်အောင်ဝင်တဲ့သူ ုပ်မှာထုတ်ဝေထားသောခွန်အားပေးဆောင်ငယ်လေးများကို အခမဲ့မာယူဖတ်ရှုနိုင်ပါတယ်။မာယူလိုပါက399698918တို့ဆက်သွယ်မာယူနိုင်ပါတယ်။ရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။